ဟောနောက်နံပါတ်1ကိုကြည့်လိုက်တော့ကလူတယောက်ဟာမွေးလာတဲ့အခါမှာပထမဆုံးမိဘနဲ့ပဲတွေ့တယ်နောက်ကြတော့အရွယ်ရောက်လာတဲ့အခါအိမ်တော်ရဲ့သားကြအိမ်တော်ရဲ့သားကြတဲ့အခါသားမယားဖြစ်လာအိမ်တော်ဘက်တီဖြစ်လာအိမ်တော်ဘက်တီရှိလာတယ်မိသားစုတစ်ခုဖြစ်လာတယ်အဲ့ဒါလို့ဖြစ်လာပြီဆိုလို့ရှိရင်လူတော်လူကောင်းတယောက်ဟာအဲ့ဒီမိသားစု အတွက်လည်းဖြစ်ရမယ်တဲ့ မိသားစုကောင်းမှုအတွက်ဖြစ်တဲ့လူမှလူတော်လူကောင်းတယ်ဒါလူတိုင်းမိသားစုအတွက်မကောင်းဘူးအိမ်တော်ရဲ့သားကြပြီးတော့သားမယားကိုစင်စင်ရဲထားခရုမဆိုင်ပဲနဲ့ပြစ်ထားတဲ့ပုံကိုယ်တွေလည်းအများကြီးရှိတယ်သားမယားကောင်းစားရေးအတွက်မလုပ်တဲ့ပုံကိုယ်တွေလည်းအများကြီးရှိတယ်အဲ့ဒါလူတော်လူကောင်းလို့မခေါ်ဘူးလူတော်လူကောင်းဆိုလို့ရှိရင် လူတော်လူကောင်းဟာ မိမိမိသားစုအတွက်သားမယားတွေအတွက်လည်းကောင်းတဲ့ပုံကိုဖြစ်ရမယ်တဲ့ဒါမြတ်စွာဘုရားတတ်မှတ်ပြတဲ့စံတစ်ခုပဲเนาะလူတော်လူကောင်းလို့ခေါ်ဖို့ရအတွက်ဒီပုံကဟာမိဘအပေါ်ကောင်းရုံနဲ့မကဘူးမိမိရဲ့မိသားစုအတွက်လည်းပဲကောင်းတယ်တဲ့ကဲသားမယားအတွက်ကောင်းတယ်လို့ဆိုတဲ့အခါမိမိရဲ့အိမ်တော်ဘက်အတွက်ကောင်းမွန်ကောင်းနေရဘယ်လိုကောင်းရမလဲသူ့အတွက်ဘယ်လိုဖြစ်အောင်လုပ်ရမလဲ နံပါတ်1ကတော့မိမိရဲ့အိမ်တော်ဘက်ပေါ်မှာကျင်ကျင်နာနာရှိရမယ်ဒါနံပါတ်1နံပါတ်2ကအထင်သေးအမြင်သေးမဆက်ဆံရဘူးနောက်တစ်ခုကကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ဖောက်ပြန်ကျူးလွန်မှုမလုပ်အောင်ဒီ3ချက်ဟာအင်မတန်မှအရေးကြီးတဲ့အချက်3ချက်လို့ ဒါကတင်္ဂလောဝါရတုံမှာသာသမီမိဘမိမိရဲ့မိသားစုအတွက်ကောင်းတယ်ဆိုတာဒီလိုကောင်းမှအကောင်းလို့ခေါ်တယ်ပေါ့ဟောနောက်တစ်ခုကတော့တိုင်ဆိုင်မှုကိုအနှဲရမိသားစုကိုယ့်ရဲ့အိမ်တော်ဘက်ကိုပိုင်ဆိုင်မှုအနှဲရထိုက်တန်တဲ့အစင်တစာများဖြင့်တန်းစာဆင်ပေးရမယ်လို့ဒီလိုဆိုလိုတာပေါ့ဒါကရသော်ဘုရားခင့်မှာ ဖះအိန္ဒိယနိုင်ငံမှာပွင့်တာဆိုတော့အိန္ဒိယခေတ်လူနေမှုစနစ်နဲ့အံဝင်ခွင့်ကြဖြစ်အောင်မြတ်စွာဘုရားဟောတာဒီတည်းပို့ပြီးတော့ကောင်းအောင်လုပ်နိုင်ရင်လည်းကောင်းအောင်လုပ်ပေါ့ဆိုလိုတာကတော့ကိုယ့်ရဲ့မိသားစုပေါ်မှာအကျင်နာထားပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာဝတ္တရားမချို့ယွင်းမှုဒီလိုဆိုလိုတယ်အဲ့တော့မိသားစုအတွက်ကောင်းတဲ့ပုံကောင်မှတကယ်လူတော်လူကောင်းလို့ဒါအတွက်သတ်မှတ်တယ်ဟောမိသားစုဆိုတဲ့အထက်မှာ ိမ်နောက်ဘက်တည်းမကဘူးဘာပါတော့ဆိုသားရီသမီးတွေပါသေးတယ်အဲ့ဒီသားသမီးတွေအတွက်မှာသားသမီးတွေအတွက်ကောင်းတဲ့ပုံကိုလည်းဖြစ်ရမယ်သားသမီးတွေမွေးထားမွေးထားပြီးတော့ဒီတိုင်းပဲပြစ်ထားတယ်ဆိုရင်ဒါလူတော်လူကောင်းမဟုတ်ဘူးသားသမီးမွေးပြီးပြစ်ထားရင်လူတော်လူကောင်းမဟုတ်ဘူးအဲ့တော့လူတော်လူကောင်းဖြစ်ဖို့ဘာလို့อ่ะကိုယ့်ရဲ့သားသမီးတွေကို မကောင်းတဲ့ဘက်ကိုရောက်မသွားအောင်ဆောင်းရှောက်ရမယ်။ကောင်းတဲ့ဘက်ထဲရောက်အောင်ပို့ဆောင်ပေးရမယ်။မကောင်းမြစ်တာကောင်းရာညွန်လက်ဆိုတာအဲ့ဒါပြောတာနော်။မကောင်းတဲ့ဘက်မရောက်စေရဘူး။ကောင်းတဲ့ဘက်ရောက်အောင်ဆိုလိုတာကလမ်းမနေလို့ရှင်အဲ့ဒီလမ်းမပေါ့မလျှောက်လမ်းစေပဲနဲ့လမ်းမှန်ပေါ်တင်ပေးရမယ်လို့ဒီလိုပြောတာ။နောက်တစ်ခုကဘာလို့ဆိုအရေးကြီးဆုံးကသိပ်ပံသိက္ခာပင်တိ အတတ်ပညာတခုသင်ပေးရကိုယ့်ကိုအမိပြုပြီးတော့မွေးဖွားလာတဲ့လူသားတယောက်သာဝတ္ထိပြည့်စုံအောင်တတ်ပညာတခုသင်ပေးရမယ်တာမိဘရဲ့တာဝန်လို့ဒီလိုပြောတာအရွယ်ရောက်လာပြီဆိုတဲ့အခါလည်းပဲသင်နေရတဲ့အိမ်အောင်ချပေးရမယ်လို့ဒါကအိမ်အောင်ပြုကျင်တဲ့ပုဂ္ဂိုလ်ပြောတာနော်မပြုကျင်တဲ့ပုဂ္ဂိုလ်ချပေးဖို့ဒီလိုဆိုလိုတာမဟုတ်ဘူးအေးဒါက မိဘကနေပြီးတော့မိသားစုမှာလှုပ်ဆောင်ရမယ်တာဝန်ဝတရားတိုင်လှုပ်ပြီးလို့ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာမိသားစုအတွက်လူတော်လူကောင်းပဲလို့ဒီလိုပြောနောက်နောက်ဆုံးတစ်ခုကတော့ဘာတော့ဆိုရင်အမွေဥစ္စာတွေအနှင်းသင့်တဲ့အချိန်အနှင်းမို့လို့ရတယ်ပေါ့အမွေဆိုတာဒါရေးစအမွေပစ္စည်းဒါရဆိုတာမိဘက သားသမီးတွေကိုပေးရမယ့်ပစ္စည်းအမွေအဲ့ဒီအမွေပစ္စည်းကိုတင့်လျော်တဲ့အချိန်မှာနေထိုင်စားသောက်မှုဒုက္ခမရောက်အောင်ကိုယ်အစီမံဆောင်ရွက်ပြီးတော့ပေးရမယ်လို့ဒီလိုပြောတာအဲ့တော့ဒါဟာမိသားစုအတွက်ကောင်းတဲ့ပုံကိုဖြစ်သည့်အတွက်ကြောင့်မိသားစုအတွက်ဒီပုံကလူတော်လူကောင်းမယ်လို့ဒီလိုပြောရမှာလူတော်လူကောင်းတစ်ခုပဲ ဲ့တော့ကောင်းပြီလူဆိုတာမိမိပါရှိတယ်အိမ်အောင်ဖဲလို့ရှင်အိမ်အောင်ဘက်တွေသားသမီးတွေရှိတယ်နောက်တစ်ခုလုပ်ငန်းကင်တာလုပ်ပြီလို့ဆိုတယ်ဥပမာပဲခုခေတ်လို့ဆိုရင်ကုမ္ပဏီထောင်တာပဲဖြစ်ဖြစ်တခြားအလုပ်တွေလုပ်တာပဲဖြစ်ဖြစ်ဘာလုပ်ပဲဖြစ်ဖြစ်လုပ်ပြီဆိုတဲ့အခါမှာကိုယ်နဲ့လုပ်ဖို့ကင်ပဲကိုယ်ကိုမှီပြီးတော့အသက်မွေးရတဲ့ပုံကမျိုးတွေရှိလာတယ် အလုသမားပေါ့ကိုကိုမိပြီးတော့အသက်မွေးဝမ်းကြောင်းပြုတဲ့ပုံကိုယ်တွေပေါ်လာရှေးတုန်းကတော့စနစ်တစ်မျိုးမို့သူကရှေးတုန်းကတော့ဓာတာတဲ့ကာမကရာတဲ့မျိုးရိုးစင်ဆက်ကနေပြီးတော့ကျွန်ဖြစ်လာတဲ့ပုံကိုယ်မျိုးရှေးတုန်းကတော့တချို့နိုင်ငံတွေမှာရှိတဲ့ကျွန်စနစ်ပေါ့ခုခေတ်ဒီမှာတော့မရှိတဲ့ကျွန်စနစ်မရှိဘူးကာမကရာဆိုတာ အခချင်းကိုယူပြီးတော့အလုံးလုံးတဲ့ပုဂ္ဂိုလ်အခုခေတ်မှာတော့ဒီကမ္မကရဆိုတဲ့အခချင်းကိုယူပြီးတော့အလုံးလုံးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ပေါ့အဲ့တော့ကိုနဲ့ပတ်သက်လာပြီးကိုယ့်လုပ်ငန်းကိုအခချင်းကိုယူပြီးတော့အလုံးလုံးတဲ့ပုဂ္ဂိုလ်တွေအလုံးသမားတွေနော်ကိုယ့်ကိုမိပြီးတော့အလုံးလုံးနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေအပေါ်မှာကိုကအလုံးရှင်တယောက်အနေနဲ့ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အေးတချို့ကြတော့အလုံးရှင်က အလုသမားတွေပုံမှာမကောင်းတာတွေလည်းရှိတယ်မကောင်းဘူး